ဒေသအချို့တွင် မိုးကြီး၍ရေကြီးခြင်းနှင့်မြေပြိုခြင်းများသတိပြုရန်မိုးစလအကြံပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒေတာချို့မှာမေလတတရာပတ်တွင်မိုးကြီးနိုင်တာကြောင့်ရေကြီးမြေပြိုနိုင်တဲ့အတွက်ကုန်းမြင့်နဲ့မြေချောင်းအနီးနေသူတွေကိုကျူးတင်သတိပြုနေထိုင်ကြဖို့မိုးလေဝသနှင့်ဆလားဘေးဒါညွှန်ကြားမှုဦးစီးဌာနကအတိပေးအကြံပြုထားပါတယ်။ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေထုမငြိမ်မသန့်မှုများဖြစ်ပေါ်လာနိုင်တာ၊မုတ်တုံလေးဆက်လက်ဝင်းရောက်လာနိုင်တာ၊အပူပြန်သက်တိမ်တွေဖြစ်ထုံးမှုအားကောင်းတာကြောင့်မေလ၃ရက်ညပိုင်းခါနေမေလ၁၆ 6ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်မယ်လို့သိရပါတယ် ဒါအပြင်မေလ18ရက်နေ့ကနေမေလ20ရက်နေ့အထွန်းစကိုင်းတိုင်းကချင်ချင်းရခိုင်နယ်ရန်ပြည်နယ်တွေမှာနေရစိတ်စိတ်ခါနေနေရအနှံ့အပြားနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကယားကရင်နယ်မွန်ပြည်နယ်တွေမှာနေရကြဲကြဲမိုးထစ်ချုံရွာပြီး အချို့ဒေသတွေမှာနေရကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ် အဆိုပါမိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထေချုံတာမိုးချိုးပြစ်တာလျက်စီးလက်တာမိုးသီးကြွေတာလျက်တပြက်ရေကြီးတာနဲ့မြေပြိုရာစတဲ့သဘာဝဘေးအနေရဲ့တွေ ဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနီးနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအနေရဲ့ပြင်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းထားတွေကိုကြိုးတင်သတိပြုရှောင်ရှားကြဖို့အတိပေးထားပါတယ်။ ဒါအပြင်ပြည်တွင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တန်းရေးအနေဖြင့်လဲကျိုးတင်သတိပြုနိုင်ကြဖို့ကိုလည်းအတိပေးနှိုးဆော်ထားပါတယ်လို့သိရပါတယ်ရှင်။